ဒေါ်လန်ပြည်သူအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိဘပြည်သူတွေပြောပြကျင်တာကဟိုဘက်ရက်ကွက်ကဘောမနော်ဘောမတွေပေါ့ပတ်စံယူထားပြီးတော့ဝါရမိုင်းတိုက်ရဲ့နေရာမှာတေချာမတိုက်ဘူးဆိုပြီးတော့မဲလုံးကနေပြီးတော့ဒေါသထွက်တယ်နော်ဘယ်ကောင်လဲဆိုတော့တက်ကမိုးညူဆိုတဲ့အကောင်နော်ဒါပတ်စံယူထားပြီးတော့အလုတ်တေချာမလုတ်တဲ့တက်ကမိုးညူဟိုကဇွန်မဲလုံးကနေပြီးတော့ဒါဂျိမ်းမောင်းနေတယ်လို့ကျွန်တော်သိရပါတယ်တက်မတော့ အလားသူတို့ရဲ့အကြဖက်စစ်တက်ကြီးကိုဝါရဖြန့်ချီရဲ့ရန်ရာလုပ်ငန်းမှာပါဝင်ဆောင်ရွက်ပေးနေသည့်တက္ကမူးညို့ဟိုတဲ့ဝါရဖြန့်ချီရဲ့အတွက်နော်လုပ်ငန်းများမအောင်မြင်သည့်အတွက်နော်ဒါဇော်မဲလုံးကနေပြီးတော့စိတ်ပြက်ကျင်းမောင်းနေတာကိုကျွန်တော်တွေ့ရပါတယ်မကြခင်ကမှနော်ဒါဒီအကြဖက်နာဂါဆာကြီးအကူအညီဖြင့်အမေရိကန်တို့ရောက်ရှိနေတဲ့အဆိုပါတက္ကမူးညို့ဆိုသူကိုတက်မတော်မှနော်ငွေပေးကမ်းလှမ်းပြီးတော့နော်ဒါငွေပေးကမ်းလှမ်းခဲ့ကအန်ယူဂျီနဲ့ PDF တွေပြည်သူများကိုမယုံကြည်လာစေရန် လှုပ်ဆောင်ရသည့်ဝါရဖြန့်ချီရေးလုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်းကျွန်တော်တို့သိရပါတယ်။ယခုအခါမှာ၎င်း၏ဆောင်ရွက်ချက်များသည့်အားရဖွဲ့မရှိသည့်အပြင်တခြားသူများကိုလည်းထပ်မံစီယုံရေးမရနိုင်တဲ့ဖြစ်အကြံဖတ်နော်မီဒီယာကဇော်မဲလုံးကနေပြီးတော့ဒါစစ်ပြက်နေတယ်လို့ဒါသူကိုယ်တိုင်ထုတ်ပြောသွားတယ်ဗောနော်ဒါတက်ကမွန်းညိုသည်တဲ့နော်ဒါတက်ကမွန်းညိုကဥဆောင်တဲ့ဝါရဖြန့်ချီရေးစိတ်သက်စစ်စင်ရေးအဖွဲ့မှာအယူကြီးနေ PDF များ နေပြည်သူများမယုံကြည်တွေးခွဲတဲ့နော်မထောက်ခံလာစေရန်ဆိုရှယ်မီဒီယာပလက်ဖောင်းများမှာအဓိကထားဆောင်ရွက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။ရှေ့တန်းမှာအသက်ပေတိုက်နေတဲ့အကြံဖတ်တပ်မတော်သားများကိုတကယ်စာနာရင်နိုင်ငံသားမှာတပ်မတော်အထောက်အပံ့နဲ့တာယာတတယာယာနေပြီးအလုတ်ကိုတေချာလုတ်ပါတက်ကမူညိုဒီဘွဲကတပ်မတော်နိုင်မှာဖြစ်မှာဟာတဲ့နော်စဉ်းစားကြည့်လိုက်တော့တချို့တော့ ဝါရဖြန့်နေတဲ့ကောင်တွေဟာအကြဖတ်စစ်တက်စီဟာပတ်ဆံရရဲဆိုတော့ကျွန်တော်တို့ဒါပြောချင်တာပေါ့နော်ဝါရဖြန့်လာတော့မနော်ဒါ9000သားတွေတိတာတယ်ပေါ့အခု line ပေါ်မှာကျွန်တော်တို့ TikTok social media ပေါ်မှာ YouTube social media ပေါ်မှာ Facebook social media အားလုံးပေါ်မှာအကြဖတ်စစ်တက်ဟာဝါရဖြန့်ဖို့အတွက်ပတ်ဆံနေပေးပြီးတော့နော်ဒါတွေးခွဲရေးပေါ့နော်ဒါအယူကြည်ပီဒီအက်ပြည်သူနဲ့တွေးခွဲဖို့ဒီကောင်တွေစူးစမ်းခဲ့တာဒီနှစ်ဆို9နှစ်တာကာလရှိပါပြီမအောင်မြင်သေးဘူးပေါ့နော်ဒါပြည်ပပြည်သူတွေလည်းလက်တွေ့ကျွန်တော်တို့ မြင်ခဲ့ကြရတယ်တီးခဲ့ကြရပြီကျွန်တော်တို့ပြည်သူတွေကကြွေးကြော်ထားတာကဒါဟာ2021မဟုတ်ဘူးเนาะဒါ88မဟုတ်ဘူးဒါ2021ကြွေးကြော်ခဲ့ကြတာဖြစ်တဲ့အတွက်ပြည်သူတွေကထမင်းစားပြီးကြီးတာချီးစားပြီးကြီးတာမဟုတ်တော့ဇော်မဲလုံးတို့အဖွဲ့ချီးစားပြီးကြီးတဲ့အဖွဲ့ကတိုင်ပတ်နေတယ်ဗောနော်မင်းတို့ချီးစားတိုင်းအများကြီးလိုက်စားခိုင်းနေတဲ့အဖွဲ့ကတော့တိုင်ပတ်နေပါဒါကြောင့်ဒီကောင်းနေ ဟဲ့လားအမေရိကန်နိုင်ငံမှာအခုဆိုရင်ကျွန်တော်တို့ဘောမနေတဲ့ပြောင်ကြီးတို့မောင်ဆိုးတို့နော်ဒါဒီကောင်တွေအဖွဲ့ရှိတဲ့သရိုးဆိုးတို့အဲနောက်ပြီးတော့ဟဲ့လားနာမည်တွေကဘောင်းဆောင်ပဲဗျာဒီကောင်တွေခွေးနာမည်တို့ကျွန်တော်အဆုံမမှတ်မိဘူးနော်ဒါကြောင့်ဒီခွေးတွေအားလုံးဟာပတ်ဆံပေးပြီးတော့နော်ဒါဘောမနေတယ်ဟောနော်ပတ်ဆံပေးပတ်ဆံရလို့ဘောမနေတဲ့ခွေးတက်တိုက်ပဲလို့ဒါထင်ထင်ရှားရှားကြီးကိုကျွန်တော်တို့တိလိုက်ရတယ်ဗောနော်တိလိုက်ရတာဖြစ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုလို့ကျွန်တော်တို့ထင်ထင်ရှားရှားကြီးတိလိုက်ရတော့လေနော် ောက်တစ်ခုကဝမ်းသာစရာတည်င်းလို့ပြောမယ်ဆိုရင်တကယ့်ကိုကျွန်တော်တို့အတွက်အားရစရာတည်င်းလည်းဖြစ်တယ်နော်ဘာလဲဆိုတော့ဆလင်းမျိုးပေါ်မှာတက်ကြိုက်တာဆလင်းမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားများတက်ဆွဲထားတဲ့ထွေအုပ်ယုံအပောင်ဝင်၄နေရာကို၂ရက်ဆက်တိုက်အဝေးထိန်းမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အခါမှာမကွေးတိုင်းဆလင်းမျိုးပေါ်မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားများတက်ဆွဲထားသောထွေအုပ်ယုံအပောင်ဝင်၄နေရာကိုတဲ့ နှစ်ရက်ဆက်တိုက်အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အခါမှာဒီသူညီနောင်စလင်းအဖွဲ့ကတာဝန်ခံကနေပြီးတော့ပြောတာကျွန်တော်တွေ့ရပါတယ်။ဇွန်လ16ရက်နေ့မှာစလင်းမြို့နယ်စီအကြဖတ်စစ်ကောင်စီတပ်သားများတက်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရုံးဒီရုံးနဲ့စီပင်ရုံးလုံးကိုတော်လိုင်းရဲဘော်များကအပြင်းစားမိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပါတယ်။ထို့ပြင်ဇွန်လ18ရက်နေ့ကလည်းစလင်းမြို့နယ်စီအကြဖတ်စစ်ကောင်စီတပ်တပ်သားများတက်ဆွဲထားတဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးရုံးမိတက်ရုံးတို့ကိုလည်းတော်လိုင်းရေးတပ်ဖွဲ့များကရှစ်ထွက်မိုင်းများဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျွန်တော်တို့သိရပါတယ်ဒါခွေးသိချင်းရတော့လောလောဆယ်ဆယ်မသိရသေးဘူးထိခိုက်မှုတော့ရှိမယ်ကျွန်တော်တို့လည်းအချက်ကျတဲ့နေရာမှာဖောက်ခွဲပြီးပြေးခဲ့တာဆိုတော့တိတ်ဆုံးကိုတော့မသိသေးဘူးတဲ့ခွေးအင်အားဆလင်းမျိုးပေါ်မှာ200ဝန်းကျင်လောက်ရှိပြီးကျွန်တော်တို့ဖောက်ခွဲခဲ့တာ ਨੇ ပတ်သက်ပြီးစစ်ခွေးရဲခွေးတွေဆလင်းမျိုးပေါ်နေရာအနှက်ခြေရှုပ်နေပါတယ်တဲ့အကြံဖတ်စစ်ကောင်စီ ਨੇ ရဲတပ်ဝဲဝင်တွေပြည်ထရေးဝင်တဲ့အားလုံးပြည်သူနဲ့အတူပူးပေါင်းဖို့ပြောချင်ပါတယ်တဲ့အလင်းဝင်ခြင်းမရှိဘဲပြည်သူအပေါ်အာဏာပြအနိုင်ကျင့်စော်ကားမှု လုံနေတဲ့စီရီယံပြုတ်လုလို့တော့ဝန်ထမ်းများအပေါ်လဲအနိုင်ကျင့်ချိန်ချောက်မှုတွေပြုတ်လုနေတာကြောင့်ကျွန်တော်တို့ UG အဖွဲ့မှနော်ပူပေါင်းအဖွဲ့အနေနဲ့နောက်ဆုံးအနေနဲ့အလင်းဝင်ရောက်ပူပေါင်းဆောင်ရွက်ခြင်းမရှိလျင်မင်းတို့တမိုင်းမင်းတို့ရေးရမှာပေါ့နော်ပူပေါင်းဆောင်ရွက်မှုမလုပ်ရင်ကိုယ်တမိုင်းကိုရေးရမှာပေါ့ဗျာနော်ဒါလေးကဒေဗီရှိပါတယ်နော်နောက်ပြီးတော့မြန်မာနိုင်ငံတဝင်းလုံးပါ နော်စစ်ကောင်စီတပ်ဖွဲ့ဝင်104ဦးတေဆုံးခဲ့ပါတယ်ဇွန်လ20ရက်နေ့ကထုတ်ပြန်တဲ့ဆင်းရဲရမြန်မာနိုင်ငံတဝင်းဂျွန်လ20နေ့ရရှိထားတဲ့အချက်အချာများအရစစ်ကောင်စီတပ်ဖွဲ့ဝင်104ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေထုတ်ပြန်ထားတာကျွန်တော်တို့တွေ့ရပါတယ်။ရခိုင်ပြည်နယ်ကြောက်ပြုတ်မြို့နယ်မှာအကောင်50၊သခိုင်းနဲ့ပလဲမြို့နယ်မှာအကောင်50၊သခိုင်းတိုင်းရေးပါမေမြို့နယ်၄ကောင်၊သခိုင်းတိုင်းခန္ဒီမြို့နယ်တအူးအလင်းဝင်လာပြီးတော့ပဲခူးတိုင်းတောင်ကူမြို့နယ်မှာ၅ကောင် ပဲကိုတိုင်းရွှေကျင်မြို့နယ်၃កောင်မန္တလေးတိုင်းတောင်သာမြို့နယ်၂កောင်သေးတောင်အရှင်မိမကွေးတိုင်း၆မြို့နယ်မှာတကောင်သေးပြီးတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာတကောင်အလင်းဝင်တယ်လို့ကျွန်တော်တို့သိရပါတယ်အားလုံးပေါင်း၁၀၀နဲ့9កောင်ပေါ့ဗျာနော်အားလုံးပေါင်း၁၀၀နဲ့9កောင်ကျွန်တော်တို့ရရပါတယ်နောက်ပြီးတော့ဒါပြည်မြို့နယ်ကြံငင်းမြို့နယ်မှာတဲ့နော် ဗိုလ်မှူးတောင်ထွတ်လွန်ကကံရွာမဒေါ်ခင်မြမိသားစုကိုဖမ်းဆီးပြီးတော့တဦးလည်းငွေကျပ်သိန်း30ချင်း6တောင်းဆိုပြီးတော့စစ်တပ်ကလူဖမ်း၍ချင်း6ငွေတောင်းမှုများအကြီးကျယ်လုပ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။အရာဝတီတိုင်းကြံကင်းမြို့နယ်အတွင်းမှာနို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးတောင်ထွတ်လွန်ကနေပြီးတော့ပြည်သူများကိုရိုက်နှက်ဖမ်းဆီးငွေငင်းမှုများစက်တိုက်လှုပ်ဆောင်နေပြီးတော့ငွေဖမ်းဆီးငွေငင်းခံရတဲ့ပြည်သူများကြီးမိတ်ဆွေများကနေပြီးတော့တိုင်ကြားထားတာကျွန်တော်တို့တိုင်ကြားစာတွေရထားပါတယ် ဇော်လာ၁၆ရက်နေ့နနက်တနာရီအချိန်မှာကြံငင်းမြို့နယ်ဂျိုးပင်စုကျေးရွာကံကံရွာကျေးရွာနေဒေါခင်မြနေအိမ်ကိုကြံငင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဗိုလ်မှူးတောင်းထုတ်လင်ဦးစီတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကားဖြင့်ဝင်ရောက်လာပြီးတော့နော်၎င်းကြီးအဲ့စင်းစစ်ပြည်ဆိုကဒေါခင်မြအပေါဝင်မိသားစု၃ဦးကိုဖမ်းဆီးသွားပြီးတော့ရင်နောက်မိသားစု၃ဦးလည်းငွေကျပ်သိန်း30နှုန်းနဲ့ချိန်ချောက်တောင်းယူပြန်လွှတ်ပေးလိုက်ကြောင်းကျွန်တော်တို့သိရအောင်မင်းတို့တောင်းတဲ့ငွေမင်းတို့ပြန်ပေးရမယ် ဒါတော့ပဲငါတို့ပြောချက်နော်အမင်းတို့တောင်းလို့ငွေမင်းတို့ပြန်ပေးရဖို့နော်ပြန်ပေးရဖို့မင်းတို့စဉ်းစားတော့နော်အဲ့ဒါမှမဟုတ်ရင်တော့မင်းတို့တမိုင်းနဲ့မင်းတို့ပဲနော်ဒါမင်းတို့အဲ့ဒါမှမဟုတ်မင်းတို့တမိုင်းနဲ့မင်းတို့ပဲနောက်ပြီးတော့ဒါလေးကစိတ်မကောင်းစရာဗျနော်ဘာလဲဆိုတော့အချက်ပဲစစ်တပ်ဟာနော်ကျွန်တော်တို့တွေခလေးတွေစာတင်ကြောင်းတွေ ဆေးရုံတွေနော်ဘုံကျဲနေတယ်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတယ်ဆိုတာဒါတက်တယ်ပဲပင်လယ်ဘူးအင်းငါရွာစာတင်ကြောင်းကိုစစ်တပ်ကလင်းနေဘုံကျဲတဲ့ခါမှာကြောင်းဆရာမတဦးတည်ဆုံးပြီးတော့အသက်၄နှစ်ရဲ့အပါဝင်ကလေးငယ်၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။သခိုင်းတိုင်းပင်လယ်ဘူးမြို့နယ်အင်းငါကျေးရွာစာတင်ကြောင်းကိုစစ်တပ်ကလင်းဖြစ်ဘုံကျဲချခဲ့ရမှာကျောင်းဆရာမတဦးတည်ဆုံးပြီးတော့ကလေးငယ်၁၀ဦးထိခိုက်ဒဏ်ရာရပြီးတော့ဒေတာ ပြည်သူများအနေနဲ့ပင်လယ်ဘူးမြို့နယ်ပြည်သူကာကွယ်အဖွဲ့မှတာဝန်ရှိသူကနေပြီးတော့ပြောထားတာကျွန်တော်တို့သိရပါတယ်။ဒါယမနစ်ဇွန်လ20ရက်နေ့ညနေ4နာရီအချိန်စစ်ကောင်စီတပ်ကပင်လယ်ဘူးမြို့နယ်အင်းငါရွာစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲနဲ့ပေါင်900ဘုံဖြစ်ပြီးဘုံနှလုံးကျဲချသွားပြီးတော့ဘုံကြောင်ရောက်ပောက်ကွယ်မှုကြောင့်ဆီယမတအူးပွဲချင်းတည်ဆုံးခဲ့ပြီးကလင်းငယ်ဆယ်ဦးထိခိုက်ဒဏ်ရာရတယ်။ဆီယမတအူးတည်တယ်ဆိုတော့မြန်မာနိုင်ငံမှာအနာဂတ်လမ်းတွေအများကြီးတောက်သွားပြီ။ဒီဆီယမတအူးက ဆရာမတယောက်ကအကြောင်းသားဥယျမင်းဲကိုလမ်းပြပေးတဲ့ကျယ်လို့လည်းပြောလို့ရပါတယ်နော်ပညာတတ်တယောက်ဆုံးရှုံးသွားတယ်ဆိုတာမြန်မာနိုင်ငံမှာတအားရှင်သာဖို့ကောင်းပါတယ်ဒါပေမဲ့အကြမ်းဖက်တရားဒီအကြမ်းဖက်စစ်တပ်ဟာပညာတတ်တွေကိုထောင်ထဲထည့်ပညာတတ်တွေတတ်ဖြတ်နေတာကတော့2021ဖေဖော်ဝါရီ၁ရက်နေ့ထဲကဒီနေ့ဒီချိန်ထိဒီအကြမ်းဖက်စစ်တပ်ဟာပညာတတ်တွေကိုတတ်ဖြတ်ပြီးမရေမှုနဲ့နော်မရေမှုဆေးသမားညောင်းညို့ညောင်းညောင်းမှာအိတ်တဲ့ကောင်တွေကိုနေရာပေးပြီးတော့တိုင်းပြည်ဖျက်ဆီးနေတာကိုဒါမိဘပြည်သူတွေလည်းကောက်ကောက်ကွင်းကွင်း တွေ့ရမယ်မြင်ရမယ်လို့ကျွန်တော်ထင်ပါတယ်เนาะဒါရက်ဆက်မှုကြီးပေါ့ဗျာเนาะဘယ်တော့တောင်ရက်ဆက်ရုပ်မာလဲဆိုတာကတော့အဲကျွန်တော်တို့တက်ပြီးတော့ထူထူထူပြောစရာမလိုတော့ဘူးပေါ့เนาะနောက်တစ်ခုကကျွန်တော်တို့တအောင်ပြည်เนาะတအောင်ပြည်တွင်ပြုလုပ်သည့် BBA အခြေခံစစ်တင်တန်းအပတ်စဉ်ကိုတင်တန်းစင်းပွဲကိုကျွန်တော်တို့အန်ယူဂျီဝင်းကြီးဒေါက်တာဇော်ဝေစု TNA ဘိုလ်ချုပ်တာဖုံးကျော်အပါဝင် ကျော်လန်ရေးခေါင်းဆောင်များတက်ရောက်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းတအောင်းပြည်တွင်းမှာပြုလုပ်တဲ့ BBA ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုတင်တဲ့ဆင်းဝဲကိုမြို့သားညညရေးအစိုးရအယုံကြည်ဝင်ကြီးဒေါက်တာဇော်ဝေစိုးတရားနယ်ရေးအထွေထွေအတွင်းရေးမှူးချုပ်နော်ဗိုလ်ချုပ်တာဖုံးကျော်နဲ့အပါအဝင်တော်လန်ရေးခေါင်းဆောင်များတက်ရောက်ကြပြီးတော့ BBA ရဲ့သတင်းထုတ်ပြန်ထားတာကျွန်တော်တို့တွေ့ရပါတယ်။ဇွန်လ9ရက်နေ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BBA ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကို တဏှစင်ပွဲအခမ်းအနားကိုတအောင်းပြည်တစ်နော်တအောင်းပြည်တစ်တဏှာပါတဲ့ကျွန်တော်ကျင်းပပြုလုပ်ခဲ့ပြီးတော့ယင်အခမ်းအနားကိုအန်ယူဂျီကျမ်းမာရေးနေဝန်ကြီးဌာနဒေါက်တာဇော်ဝေစိုး PSAF DNA ရေးအထွေထွေအတွင်းရေးမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်နဲ့တရင်ပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကရာခွန်ခွန်ဘလူးခွန်ဘူးခွန်ဘီခွန်ဘီ2အရခိုက်တက်တော်အေမ တက်မှုတူပြည်သူ့လွတ်မြောက်ရေးတက်မတော်မှ PIA မှစစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်းမှုမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားဒီမိုကရေစီဒီမိုကရေစီတက်နော်ဒီမိုကရေစီတက်ဦး ABFDS ဥက္ကဋ္ဌနဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတက်တော် BBA ကွတ်ကဲရေးမှုမောင်ဆောင်ခါတို့တက်ရောက်ခဲ့ကြအောင်ကျွန်တော်တို့သိရပါတယ်နာမည်တွေကတော့အစမ်းကြီးပဲနော်ဖားရတဲ့သူတော့ရှားပါလိတ်သွားမယ်ဒါအခုဒီမှာအခမ်းအနားမှာတက်လာတဲ့ အဖွဲ့အစည်းအားလုံးဟာမကြခင်မှာမြန်မာနိုင်ငံမှာအထွေထွေထိုးစစ်ကြီးစမဲ့နေရာမှာဥဆောင်ပြီးတော့ထွက်လာမဲ့ကျွန်တော်တို့ဥဆောင်မဲ့အဖွဲ့တွေဖြစ်တယ်ဖြစ်ဖို့များတယ်လို့ကျွန်တော်တို့ထင်ပါတယ်เนาะဒါမကြခင်မှာအထွေထွေထိုးစစ်ကြီးမကြခင်မဟုတ်ပါဘူးအခုလည်းစနေပါပြီเนาะဒါပေမဲ့ကျွန်တော်တို့ထင်ခဲ့တယ်ဗောနော်ဒါဒါတွေအားလုံးကကျွန်တော်မြန်မာနိုင်ငံရဲ့ထိုးစစ်ကြီးမှာဥဆောင်ပြီးတော့ပြင်းမဲ့အဖွဲ့တစ်ဖွဲ့အဖွဲ့တွေကိုကျွန်တော်တို့ထင်ပါတယ်ဒါကြောင့်မို့ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဝိုင်းကူပြီးတော့ဝိုင်းထောက်ပံ့ပေးကြဖို့လဲကျွန်တော်တို့မေတ္တာရက်ခံပါတယ်เนาะဝိုင်းကူမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဗျာเนาะနောက်ပြီးတော့လက်နက်တွေအသစ်တွေယူရဲเนาะကော့ဂရိတ်ကြုံတိုးလန်းတိုက်ပွဲမှာစစ်သား30ဦးထပ်မတဲ့ပြေဆုံးပြီးတော့စစ်တပ်ဘက်မှတပ်ရင်းမှုနဲ့ဒုတပ်ရင်းမှုတို့အပြည့်အထန်ဒဏ်ရာရပြီးလက်နက်ခရင်အများအပြားတည်ဆည်ရရှိခဲ့ပါတယ် ကရင်ပြည်နယ်ကော့ကရိတ်ကြုံတွုံးလမ်းမှာစစ်သား30ဦးထပ်မင်းနဲ့ပြေဆုံးပြီးတော့စစ်တပ်ဘက်မှတက်ရင်မှုနဲ့ဒုတက်ရင်မှုတို့အပါအဝင်အပြင်းထန်တံရရထားတဲ့လက်နက်ခဲရအများပြားသိရှိရရှိလက်နက်တွေကတော့ကျွန်တော်တို့ကာဘာမှာကျွန်တော်တင်ပေးပါမယ်နော်ဒါကျွန်တော် YouTube မှာချပြလို့မရလို့ပေါ့နော်စစ်တပ်ထံမှသိရှိရမိတဲ့လက်နက်များမှာ MA1 MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ဘုံ RPG ပို့ရံများ60မမလက်နက်ကြီးများ ကြည်ပေါက်မျိုးစုံကြည်မျိုးစုံကြည်ကအောက်ထုပ်အပါဝင်လက်နက်ကင်းရဲအများအပြားတစ်စစ်အတုံးဆောင်တွေနဲ့ပစ္စည်းများကိုလည်းတင်စီရောင်းမိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။လက်နက်ကင်းရဲရေအတွက်တိကျအနေနဲ့ထုတ်ပြန်ခွင့်ရလာရင်ပြောပြပေးပါမယ်လို့တို့အနေနဲ့ကြီးညာထားပါတယ်။အလားတူဂျွန်လာယနေ့ဂျွန်လာ22ရက်နေ့နနက်10:00အချိန်မှာတော်လန်ရေးပူပေါင်းတပ်ကဂျုံဒိုးမြို့နေရာ၄ခုကိုလက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကလည်းပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း ထိုးပြင်ဖအံမျိုးမှာခဲရံများတင်ဆောင်လာတဲ့ကားများမှာလည်းတာမင်ညเนาะကော်ရာဘတ်မှာဂျုံတို့ဘတ်တို့တက်လာကြောင်းသိရပါတယ်တဲ့ဒီနေ့တနက်ဆယ်နာရီအချိန်တော်လိုင်းဘတ်ကနေပြီးတော့စစ်ကောင်စီစစ်တောင်းပြတ်မဲ့၄နေရာကိုလက်နက်ကြီးများနဲ့စတင်တိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီဘတ်ကလည်းပြန်ပြစ်ခတ်နေတာရှိပါတယ်တဲ့ပြီးနောက်မနက်ဆယ်နာရီအချိန်မှာဖအံကစစ်ကူခဲရံကားတွေတာမင်ညတာမင်ညကော်ရာဘတ်ကနေဂျိုင်းဂျုံတို့ဘတ်ကိုတက်လာတာနော်ပတ်တူတပ်ပလက်စိတ် အုတ်နော်စိမ့်အုတ်ချုပ်ရိတ်ခါခဲရမ်းများနော်ဒါတာလဘတ်တွေနဲ့အုပ်ပြီးတော့ဗောနော်ဒါတာလဘတ်အစိမ့်တွေနဲ့အုပ်ပြီးရိတ်ခါရဲ့ခဲရမ်းနေနော်ခဲရမ်းက6ဘိန်း2စီထွက်လာပြီးတော့တော်လိုင်းတရင်ကြီးမြက်ကနေပြောဆိုထားတာကျွန်တော်တို့တွေ့ပါတယ်အဆိုပါစစ်စင်ရေးမှာ KNA ကြီးဥဆောင်ဥဆောင်ပြီးတော့နော် RMA မွန်တက်တော်တဲ့နော် PDF တက်များအပေါ်ပဲမဟာမိတ်တက်ပေါင်းစုံပါဝင်ကြောင်းသိရပါတယ်သူတွေထိုးစစ်ကြီးစနေပြီဆိုတော့ ါမျက်မြင်တက်တယ်ကျွန်တော်တို့ကြားလိုက်ရတာเนาะတခါမှကျွန်တော်တို့ဒါဒီဒီတက်တော့ခါမှထွက်လာတာမရှိသေးဘူးเนาะ RMA မွန်တက်တော့နောက်ပြီးတော့ PDF တက် KNA ကဥဆောင်ပြီးပြင်းတာလူစားနေเนาะဒါကြောင့်လို့မျိုးတော်လိုင်းရဲ့တက်ဖွဲ့များဝိုင်းထားပြီးတော့မြို့ပြင်တို့ထွက်ကတော်လိုင်းရဲ့ပူပေါင်းတက်များတန်ပူပေါင်းရဲ့ပြည်သူရင်ဝင်ကိုခေလုံကြရင်တိုက်တွန်းနှိုးဆော်လိုက်ပါတယ်เนาะဟုတ်ကဲ့ပါအဲကျွန်တော်တနေ့တာ အဲတင်လေးကိုဒီလောက်နဲ့ပဲကျွန်တော်ကိုရန်နာဝင်ပြုပါအောင်ဗျာနော်တကယ်လို့အဲဒီ channel လေးကျွန်တော်ပြောပြတဲ့တင်လေးတွေကိုနားထောင်ပြီးတော့ကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရွှေသတိကံပြည်သူ့ကော်မတီချက်ထမ်းတဲ့ channel မှာ line subscribe မှာလောက်ခဲ့ပေးလို့ရပါတယ်ဗျာကျွန်တော်တို့အရေးတော်ပုံကအောင်နေပါပြီအတင်းထားပါ